မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်32မူအိမ်ကျဲပါ။စကိုင်းနိုင်ကမ်လူမျိုးနဲ့ဇီကုံတိုက်နယ်တပြေတာနဲ့ကျောင်းကုန်းရွာတွေကပြည်သူ့ကိုယ်အုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့စောစုနဲ့ပြူစော်တီပူပေါင်းအဖွဲ့ဟာဒီကနေ့မှလည်းရွာစံလက်စကြောင်းထုတ်နေရကြောင်းပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံသတင်းမြစ်တချို့ကပြောပါရစေ။စောစုနဲ့ပြူစော်တီပူပေါင်းအဖွဲ့ဟာအင်အားတရာကျော်နဲ့ စစ်ကြောင်းထုတ်နေပြီးတော့ဇွန်လ29ရက်ဒီကနေ့မနက်ပိုင်းမှာဇာတိအရှိရွာနဲ့အနောက်ရွာဘက်ကိုရောက်ရှိနေပြီးတော့ကမ်ဘလူနဲ့ရွှေဘုံမြကြီးနားလန်းအရှိချမ်းကိုစစ်ကြောင်းထုတ်ဖို့ဥတည်နေရလို့ဒေသခံတူကပြောပါတယ်။ဇိုးစုနဲ့ပြူစော်ဒီပူပေါင်းဖွဲ့ဟာရွှေဘုံမြကြီးနားလန်းအရှိကိုစစ်ကြောင်းထုတ်မယ်ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့အပတ်ကလေးကထွက်ပေါ်နေပြီးတော့လက်ရှိမှာရွှေဘုံမြကြီးနားလန်းအနောက်ဘက်မှာရှိတဲ့ဇာတိအရှိရွာအနောက်ရွာနဲ့တရားဖောက်ရွာတွေဘက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ။စောစုနဲ့ပြူစောတီပူပေါင်းဖွဲ့ဟာဇွန်လ23ရက်ကစလို့ကျေးရတွေကိုဆင်းနှင်းနေပြီးတော့ဇွန်23ရက်နဲ့24ရက်တွေမှာဇီးကုံမြို့နာကတပြေသာရွာနဲ့ကျောင်းကုန်းရွာကပြည်သူ၉ဦးကိုနှိပ်စက်တပ်ဖြတ်သွားသလိုပြည်သူ20ကျော်ကပါဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ဒါအပြင်တပြေသာရွာကအမျိုးသမီးနှစ်ဦးကိုလည်းပရင်းကျင့်သွားတယ်လို့ဒေသခံတဦးကပြောပါတယ်။ကမ်းမလူနယ်မှာစောစုနဲ့ပြူစောတီအဖွဲ့တွေဟာစစ်ကြောမထိုးတာလာချီကြားမြင့်နေပြီး အခုရက်ပိုင်းမှာစစ်ကြောင်းတွေထွက်လာခဲ့တာလည်းဖြစ်ပါတယ်။သခိုင်းတိုင်းကလေးမြို့မှာစုံစုတက်တွေကတပတ်တွေဒေသခံ30ကျော်ကို ပေါ်တာဆွဲစစ်သားတွေစုဆောင်းခဲ့ရမှာပညာသင်ကြားနေဆဲဖြစ်တဲ့အထက်တန်းကျောင်းသား6ဦးလည်းတရင်စားမမရပဲပျောက်ဆုံးနေခဲ့တယ်လို့ဒေသခံတရင်မြစ်တွေကအမပီကိုပြောပါရယ်။စုံစုတက်တွေဟာပြီးခဲ့တဲ့ဇွန်16ရက်ကစပြီးတော့ကလေးမြို့ပေါ်ရက်ွက်ကအဓိကလမ်းမကြီးတွေနဲ့အရက်ဆိုင် စားတောက်ဆိုင် ချင်းလုံးငွေနစ်ကိုဆင်းနေပြီးတော့ဒေသခံအမျိုးသား20ကျော်ကိုဖမ်းဆီးခဲ့သလိုကလေးလက်ပံချောင်းလမ်းမပေါ်ကဆယ်ကြီးရွာစိုးစုစစ်စေးဂိတ်မှာအမျိုးသမီးအမျိုးသား10ဦးကျော်ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။စိုးစုတဟာဇွန်16ရက်ကနေ24ရက်ထိ6ရက်တွင်စုစုပေါင်းပြည်သူ30ကျော်ကိုဖမ်းဆီးပေါ်တာဆွဲပြီးတော့စစ်သားတစ်စုဆောင်ခဲ့တယ်လို့နိုင်ငံရေးအကြီးအကဲတွေကိုအကူအညီပေးနေတဲ့ထောင်ဝင်စာပို့မယ်အဖွဲ့ကလေးမျိုးတောင်ခံတူကပြောပါတယ်။ ဇောစုတက်တွေကရှောင်းနေခင်လာရောက်ကအကြောင်းမဲ့ပေါ်တာဆွဲဖမ်းဆီးတာဖြစ်ပြီးတော့ကလေးမျိုးဒေသကူကဲမှုစစ်ဌာနချုပ်ကိုခေါ်ဆောင်သွားတာဖြစ်တယ်လို့ဆိုပါတယ်။ဇောစုတက်တွေကအခုလိုအရမပေါ်တာဆွဲဖမ်းဆီးနေစဉ်ကာလအတွင်းကလေးမျိုးအမှတ်ရှိအခြေခံပညာအထက်တန်းကျောင်းမှပညာသင်ကြားနေစေဖြစ်တဲ့အထက်တန်းကျောင်းသား6ဦးလည်းကြောက်ဆုံးသွားခဲ့ပြီးတော့သတင်းအစအနမရရှိဘူးလို့မိသားစုဝင်နဲ့နေဆက်သူတို့ချို့ကပြောပါတယ်။ အဆိုပါចောင်းသား6ဟာဇွန်19ရက်ကနေအိမ်ကနေចောင်းကိုသွားရင်းနဲ့ပျောက်ဆုံးခဲ့တာဖြစ်ပြီးတော့သူတို့နဲ့အတူပါရှိတဲ့လက်ကင်တယ်လီဖုန်းတွေကိုဆက်သွယ်ပေးမယ်အဆက်သွယ်မရခဲ့ဘဲတယ်လီဖုန်းတွေလည်းဆက်ပိတ်ထားတာကိုကြုံခဲ့ရတယ်လို့ဆိုပါတယ်။ပျောက်ဆုံးသွားတဲ့အထက်တန်းចောင်းသားတွေဟာအသက်14နှစ်အရွယ်မောင်မွေထွချွအသက်15နှစ်အရွယ်မောင်ဇော်သူလင်းနဲ့မောင်ကျော်စင်ပြိုအသက်18နှစ်အရွယ်မောင်မားဟုန်နဲ့မောင်ကောင်းမြင့်နိုင်အသက်21နှစ်အရွယ်မောင်အောင်မြင့်နိုင်တို့ဖြစ်ပြီးတော့ ျောက်ဆုံးသွားခဲ့တဲ့ចောင်းသားကလေးငယ်တူရဲ့မိသားစုဝင်က သူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ကလေးမျိုးမှာတော့အာနာသိမ့်ပြီးရဲ့နောက်စိုးစုပေါ်တာဆွဲစသားအသစ်စုဆောင်းခံရသူ200ကျော်ရှိပြီးတော့စိုးစုတက်တွေကကလေးတမူးလမ်းမမှာရှိတဲ့လေ့ကျင့်ရေးတစ်ဆယ်မှာအခြေခံစစ်တမ်းတင်ကြားပေးနေရလို့တော်လင်းအင်အားစုတွေကပြောပါတယ်။မကွေးတိုင်းပခုတ်ကူနဲ့ကမ်းမမျိုးပေါ်ကြန့်ရှိနေတဲ့စိုးစုနဲ့ပြူစောတီတွေက မြို့ပေါ်ကပြည်သူတွေကိုအနူကျန်းစီလွတ်ရနေတဲ့အတွက်ဇွန်လ29ရက်ဒီကနေ့မှာမြို့ပေါ်ကနေဘေးလွရကိုထပ်မံထွက်ပြေးလာသူတရာကျော်နေပါရှိတယ်လို့ဒေသခံသတင်းမြစ်ကအမပီကိုပြောပါရယ်မကွေးတိုင်းပခုတ်ကုန်းနယ်ကမ်းမမြို့အတွင်းရိခါပို့စစ်ကြောင်းထွက်လာတဲ့စိုးစုတက်ကြောင့်မြို့ပေါ်ကပြည်သူတွေဟာဘေးလွရကိုအခုလအစောပိုင်းကတည်းကထွက်ပြေးနေကြတာဖြစ်ပြီးတော့မြို့ပေါ်ကျန်ရင်နေတဲ့ပြည်သူတွေကိုစိုးစုနဲ့ပြူစောတီတွေက အမှုကျန်းစီလူရတာတွေလှုပ်ဆောင်တာမှုထပ်မံထွက်ပြေးလာကြတာဖြစ်ပါတယ်။စိုးစုရိတ်ခါဖို့စကြောင်းပြန်သွားပြီးရဲ့နောက်ကြံရင်နေခဲ့တဲ့စိုးစုအင်အား200ခန့်ဟာမြို့ပေါ်မှာအမှုကျန်းစီတာတွေလူရတာတွေနဲ့ဗရင်းကျင်းတာတွေပါပြစ်လုံနေတာကြောင့်ဒေသခံ100ခန့်ဟာဒီကနေ့ထပ်မံထွက်ပြေးလာကြတာဖြစ်တယ်လို့ဒေသခံတူကပြောပါတယ်။ကမားမြို့ပေါ်မှာကြံခဲ့တဲ့စိုးစုနဲ့ပြူစောတီမိသားစုတွေဟာမြို့ပေါ်မှာကြံခဲ့တဲ့ပြည်သူတွေရဲ့ငကန်းဆွဲကြိုးစားရတွေအပြင် နေအိမ်တွေမှာရှိတဲ့တံမိုးကြီးပစ္စည်းတွေကိုယူပြီးတော့ကားတွေနဲ့တည်ဆောက်နေကြတာဖြစ်ပါတယ်။ဒါအပြင်စိုးစုနဲ့ပြူစော်တီတွေဟာကမ္မမြို့ဈေးတွေကဆိုင်ကန်တွေကိုဖောက်ထွင်းခိုးယူသွားပြီးတဲ့နောက်စိုးစုလိုက်မြို့ထဲမှာဓာတ်တွေကင်ပြီးတော့သွာလာလူရက်နေတာဖြစ်ပါတယ်။ပခုတ်ကူအခြေဆိုင်တမတရားတက်ကနေစိုးစုရိတ်ခါကားအစီရေတရာကျော်နဲ့အင်းအား900ခန်းမှစိုးစုစစ်ကြောင်းဟာကမ္မမြို့ပေါ်ကိုဇွန်လ၄ရက်ကလေးကရှေ့ပြေးရောက်ရှိနေတာဖြစ်ပါတယ်။ ဲ့ဒီစိုးစုစကြောင်ဟာကမ္မမျိုးပေါ်ကနေထွက်ခွာသွားပြီးတော့ကမ္မမျိုးအနောက်ဘက်ပေါ့နယ်ဆက်ကတာကြီးတောင်ရေနံမြေစကန်နီကို ရောက်ရှိနေတာဖြစ်ပြီးတော့ကမ္မမျိုးပေါ်ကစိုးစုအင်အား200ခန်းကလူရက်ခိုးယူနေတာဖြစ်ပါတယ်။ဇွန်လ26ရက်ကကမ္မမျိုးပေါ်ပြည်သူတွေစီကအမှုချမ်းစီလူရက်ခိုးယူနေတဲ့စိုးစုကား20ကို တော်လိုင်းတက်တွေကကမ္မမျိုးပေါ်မှာပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးစိုးစု9ယောက်ခန့်အ ਨੇ ဆုံးတိုက်ဆုံပြီးတော့စိုးစုကားလည်းရက်တန့်သွားကား ျက်မြင်တွေ့ခဲ့ရတယ်လို့တော်လိုင်းရေးတပ်တွေကပြောပါတယ်။လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကမ်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါစွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုံမြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ